တွမ်းပိုင်တဲ့နန်းဆွေတွေဆိုကြောင့်နိုင်ငံသားရောက်သွားရတဲ့ Norfolk ရဲ့တောင်ပြည်သူများလုံးမင်္ဂလာပါရှစ်ဘောင်းမီစနော့ကနေပြန်လေကြိုဆိုလိုက်ပါတယ်။လွမ်းပိုင်ရဲ့မချော၃ယောက်ကိုတယောက်ဇလန်းမှာပါဝင်ပြီးလို့နာမည်ပြက်ပြီးတော့နိုင်ငံသားထိထွက်ပြေးသွားရသူကတော့ Norfolk ရဲ့တောင်ဖြစ်ပါတယ်။အခုဆိုရင်တော့ Norfolk ရဲ့တာကတရုတ်နိုင်ငံရှန်ဟိုင်းမှာရောက်ရှိနေရဖြစ်ပါတယ်။ဒီမတိုင်ခင်မှာကလေးက Norfolk ရဲ့တာကနာမည်ပြက်တွေများစွာနဲ့အတိတ်ကအရှုံစရာတွေကိုဖော်ထုတ်ခံခဲ့ရတာကြောင့်မြန်မာနိုင်ငံမှာတောင်မနေတော့ဘဲထွက်သွားမယ်လို့ပြောခဲ့ပူတာဖြစ်ပါတယ်။ နော်ဖိုင်ထာကအရန်ကိုချစ်စရာကောင်းတဲ့တိုင်းရင်းသူမင်းသမီးလေးတယောက်ဖြစ်ပြီးတရုတ်ဆောင်အိုက်တင်ပြည်ပြင်နာကြောင့်လည်းလူချစ်လူခင်ပေါများခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ရုပ်ရင်ထဲမှာမလိုက်ဖက်တဲ့စနိုက်ဇက်ခင်းနေရဲ့လုံရက်တွေများစွာကိုလုံနေရဆိုပြီးတော့လွမ်းပိုင်စီကနေဖော်ထုတ်ခံခဲ့ရတာပါအခုချိန်မှာလွမ်းပိုင်နေတဲ့ Voyager တို့တစ်ချိန်တုန်းကနောက်မီးလင်းဖောက်ပြန်ခဲ့တဲ့တဲ့ရင်ကနေရအနှက်မှာပြန့်နှံ့ခဲ့တာဖြစ်ပါတယ် လွန်မိုင်နယ်ဘော်ဘီဆဆာရိုးဆောင်တဲ့လေးဟာနာမည်ကြီးအစိုးရမဖြစ်ခင်ကတည်းကအခြေဦးဆောင်တဲ့အနေနဲ့တွဲခဲ့ကြတာဖြစ်တယ်လို့အစိုးရဖြစ်လာတော့လဲပရိသတ်တွေရဲ့ချစ်ခင်အားပေးကြရတဲ့အနုပညာရှင်ဆောင်တဲ့လေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းလွန်မိုင်နယ်ဘော်ဘီဆဆာရိုးကနှစ်ပေါင်း၁၀နှစ်ကျော်တွဲပြီးမှနှစ်ဦးသဘောတူလမ်းခွဲသွားကြတာဖြစ်ပါတယ်။ လွမ်းပိုင်နဲ့ဘော်ဘီဆိုဆာလမ်းခွဲရတဲ့အကြောင်းရင်းကလွမ်းပိုင်ကနော်ဖော့ရက်တာနဲ့နောက်မီလင်းလို့ဘော်ဘီဆိုဆာနဲ့ပြတ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့နော်ဖော့ရက်တာကတော့ပန်းလူသွေးပြီးတော့သူမကလွမ်းပိုင်နဲ့ဘော်ဘီဆိုဆာပြတ်သွားတဲ့ကိစ္စမှာဘာမှမသက်ဆိုင်ကြောင်းအသိမိတ်ဆွေတွေကမေးတိုင်းမှာသူမကြောင့်မဟုတ်ရပါဘူးလို့ညင်းခဲ့တာဖြစ်ပါတယ်။လွမ်းပိုင်ကိုယ်တိုင်ကလည်းအဲ့ဒီအချိန်မှာအချင်းမွန်ပြီးတော့နော်ဖော့ရက်တာနဲ့ဘာမှမဆိုင်ကြောင်းကောက်ွယ်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လွမ်းပိုင်ကအောက်ဖဲလန်ပြီးတော့သူကဘော်ဘီဆိုဆာနဲ့မပြတ်ခင်ကတည်းကနောက်မီလင်းတော့နန်းဆွေ င်ဒီဆိုကြောင့်မဟုတ်ဘဲ Norfolk ရထားနဲ့တွဲခဲ့တာဆိုပြီးတော့ဖော်ကောင်လုပ်ခဲ့ပါတယ်။တကယ်တော့လွမ်းပိုင်နဲ့အခုတွဲနေတဲ့ချစ်သူနန်းဆွေဒီဆိုကိုကောက်ွယ်ဖို့အတွက် Norfolk ရထားကိုချာနှင်းခဲ့ရပါ။ဒါကြောင့်လည်း Norfolk ရထားရဲ့ဂုဏ်သိက္ခာတွေကြာဆင်းခဲ့ရပါတယ်။လောပိုင်းတဲ့ကိစ္စကိုဗီဒီယိုဖိုင်နဲ့တကဖော်ထုတ်ခံလိုက်ရုံသာမကအရင်တုန်းကသူမအနေနဲ့သူများရေးစားတွေကိုပြက်စဲအောင်လုပ်ခဲ့တဲ့အကြောင်းတွေကလည်းတားဆီးလို့မရနိုင်အောင်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲမှာဒါရိုက်တာပြင်းဟင်းတရားကြောင့်လဲ Novo ရထားတယောက်ပို့ပြီးတော့အဆက်ကွဲရပါတယ်။ဒါရိုက်ကြောင့်မဲအရင်အဆက်ရသွားခဲ့တဲ့မင်းသမီးကြောင့်လေ Novo ရထားကအောင်မြင်နေတဲ့မင်းသမီးဘဝကိုတောင်းဆွတ်လွတ်ပြီးတော့မြန်မာနိုင်ငံကနေအပြေးထွက်ခွာသွားရမယ်ဆိုတဲ့သတင်းထွက်ပေါ်ခဲ့ပါတယ်။ဒီမှအနေနဲ့ဒီလိုမျိုးအဆက်ကွဲရတဲ့အနေအထားကြီးမှာပြည်သက်တွေရှိကိုပြန်မထွက်လာနိုင်တော့အောင်နိုင်ငံသားမှာပဲစမ်းမြုပ်ပြီးတော့နေထိုင်သွားရမယ်လို့စိတ်ကူးကြရဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိမှာဆိုရင်တော့ Nova ရဲ့ဌာကသူမရဲ့ဆိုရှယ်မီဒီယာအကောင့်တွေကိုတောင်ဖျက်ပစ်ခဲ့ပြီးတော့တရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာလဲပတ်နေပါတယ်။ နော်ဗိုက်တာကချစ်သူဖြစ်သူမြန်မာနိုင်ငံရဲ့ထိတ်တန့်တထေကြီးထက်ခိုင်ဝင်နဲ့လဲပတ်နေရဖြစ်ပါတယ်။ကိုထက်ခိုင်ဝင်ကမြန်မာပြည်ရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တယ်လို့ချစ်သူနော်ဖောကိုလည်းအပြေးဝကာကွယ်ချစ်ပေးနေတဲ့သူပါ။နော်ဗိုက်တာကတရုတ်နိုင်ငံမှာပျော်ရွှင်စွာနဲ့လဲပတ်နေတဲ့ပုံရိပ်တွေကိုမျှဝေလာခဲ့ပေမယ့်မျက်နှာမှကောင်းတာကိုတွေ့ရပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောလွမ်းပိုင်ကြောင့်စိတ်တရားရပြီးတော့နိုင်ငံသားမှအပန်းဖြေခရီးထွက်နေရတယ်။နော်ဖောပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။ ။ဆုံးဖြတ်ချက်ရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။